ဘရက်ဖို့နဲ့ပွဲစဉ်မှာပွဲထွက်လာနိုင်ခြေရှိတဲ့အာဆင်နယ်ကစားသမားများအားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ TikTok အညီကိုလည်းအားလုံးလည်းမင်္ဂလာပါဗျာ ကျွန်တော်ဒီကနေ့ညမှာရှင်ပြန်ကစားမယ့်အာဆင်နယ်နဲ့ဘရက်ဖို့ပွဲစဉ်ဒါပရီးမီးယားလိပွဲစဉ်14နဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့ညပွဲစဉ်မှာဘယ်ကစားသမားတွေပွဲထွက်လာနိုင်ချေရှိလဲဘယ်ကစားသမားတွေလွဲချော်သွားမလဲ အာဆင်နယ်တင်းရဲ့မီခေးအာတီတာဒါဘယ်ကစားသမားတွေကိုဒါပွဲထွက်လူစင်မှာအသုံးပြုသွားမလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့နည်းနည်းတော့ဆွေးနွေးသုံးသပ်ကြည့်ချင်တယ်ဒါတစ်ဆက်တည်းမှာပဲဒီဗီဒီယိုရိုက်ခန့်ဒီအခြေအနေလေးမှာပဲဒါ breaking news သတင်းတစ်ပုဒ်တက်လာတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့လည်းကြောင့်ညီကိုတွေကို sharing လုပ်ပြီးသွားချင်တယ်ဒါအရင်ဆုံးအနေနဲ့ဒါကြောင့်ညီကိုတွေလည်းဒါအရင်ဆုံးသိချင်မဲ့ထင်လို့ဒါကျွန်တော် breaking news ကိုအရင်ဆုံးပြောပြပေးသွားမယ်ဒါ breaking news အနေနဲ့တော်တက်လာတဲ့သတင်းတစ်ပုဒ်ကဘာလဲဆိုတော့ကျွန်တော်တို့ပြည်သက်တွေတော်တော်များများအာဆင်နယ်နီးစပ်တဲ့သတင်းဌာနတော်တော်များများမှာ တင်ထားသလိုမျိုးပဲလာမဲ့ Bradford နဲ့ပွဲစဉ်မှာပေါ့လေဒါ William Saliba ကိုပြန်လည်မြင်တွေ့ရလာနိုင်တယ်ဆိုတဲ့သတင်းနေရယ်ဒါ Leandro Trossard ကိုလည်းပြန်လည်မြင်တွေ့ရလာနိုင်တယ်ဆိုတဲ့သတင်းနေရယ်နဲ့ပတ်သက်ပြီးတော့အခုသတင်းတစ်ပုဒ်ကဒါ Breaking News တက်လာတဲ့သတင်းတစ်ပုဒ်ကဒါဒီသတင်းနေအားလုံးကို confirm လုပ်သွားတဲ့ပုံစံမျိုးဒါတက်လာတာမျိုးရှိဖြစ်တယ်အဲ့တော့ဘာတက်လာတာလဲဆိုတော့ Breaking News အနေနဲ့ Bravo နဲ့ကံမဲ့ပွဲစဉ်အတွက်နောက်ဆုံးပြုတ်လုသွားတဲ့ training မှာ ဝီလီယံဆလီဘာအပါအဝင်ဘူကာယိုဆာကာလီယန်တို့ထရော့ဆာဒီကစားသမား၃ယောက်စလုံးကိုမြင်တွေ့ရထားခြင်းမရှိဘဲနဲ့အာဆင်နယ်အသင်းမှာဒီကစားသမား၃ယောက်ကထရိနီမှာမပါဝင်ဘူးဆိုတဲ့ပုံစံမျိုးရေးသားဖော်ပြနေကြတယ်အဲ့တော့ဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဒါတနည်းအားဖြင့်ကျွန်တော်တို့အဓိကကစားသမားတွေဖြစ်တဲ့ဘူကာယိုဆာကာဝီလီယံဆလီဘာအပါအဝင် ါလေးရတို့ trouser ပေါ့လေဒီကစားသမား၃ယောက်လုံးနေပတ်သက်ပြီးကျောပရိသတ်တွေကအကုန်လုံးကမျောလင့်နေကြတယ်ဘယ်ချိန်ပြန်လာမလဲဘယ်ချိန်ပြန်လာမလဲပေါ့လေဘူကာယိုစကာတော့ဒန်ယန်ရကစားသမားမဟုတ်ဘူးဒန်ယန်ရကစားသမားတွေမှာဆိုဝီလျံဆလီပါနဲ့လေးရတို့ trouser ဒီနှစ်ယောက်ပါဝင်တယ်ဒီနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီ breakfast နဲ့ပွဲစဉ်မှာပြန်လဲပါဝင်လာမလားဆိုတဲ့မျောလင့်ချက်တွေကျွန်တော်တို့ပရိသတ်တွေစီမှာရှိတယ်ဒါပေမဲ့ဒါမီ KR data ကလည်းအတည်ပြုထားတာမျိုးရှိတယ်ဒါဝီလျံဆလီပါအနေနဲ့ရက်သက်တစ်ပတ်အနည်းငယ်ရက်အနည်းငယ်နားရမယ်ဆိုတဲ့ပုံစံမျိုးလေးရတို့ trouser ကလည်းရက်အနည်းငယ်နားရမယ်ဆိုတဲ့ပုံစံ မျိုးအတီးပြုထားတာဖြစ်တဲ့အတွက်အခု တက်လာတဲ့သတင်းကဒါလုံးဝ confirm ဖြစ်သွားပြီဒီနေရာမှာပြောစရာရှိနေတာတခုကကျွန်တော်တို့အာဆင်နယ်သင်းရဲ့ညာချမ်းတိုက်စစ်ကစားသမားဘူကာယိုဆာကာပေါ့လေဘူကာယိုဆာကာဖားချောက်မပါတာလေပေါ့လေကျွန်တော်ဆိုလို့ရှိရင်ဒီသတင်းကိုမြင်မြင်ချင်းမှလုံးဝဟို short ဖြစ်သွားတယ်ဘာကြောင့်လဲဆိုဘူကာယိုဆာကာဘာဖြစ်တာလဲပေါ့လေကျွန်တော်တို့အာဆင်နယ်သင်းနဲ့ဒီရာဒီမှာ surprise တွေပြည်သက်တွေကိုအရင်တိုက်နေတယ်လို့ကျွန်တော်နေနဲ့မြင်မိတယ်ဘာကြောင့်လဲဆိုဒါကျွန်တော်တို့ ပွဲကစားကန်ဒီအခြေလေးမှာပဲဒါကျွန်တော်နောက်ခံကစားသမားတွေမပါဝင်လာတဲ့အခြေအနေတွေ เนาะဒါဟိုဟိုကစားသမားမပါဒီကစားသမားမပါဟိုကစားသမားဒဏ်ရာဒီကစားသမားဒဏ်ရာရပွဲကစားနဲ့ခံနီးမှဒါဒဏ်ရာသွားတဲ့ကစားသမားတွေလည်းများစွာရှိတယ်ဒါဒီရဒီမှာ surprise တွေဒါနှစ်ကြိမ်သုံးကြိမ်ထပ်မနေကျွန်တော်တို့တွေဒါကြောပရိသတ်တွေဒါရင်ဆိုင်နေရတယ်တတိယမှာကျွန်တော်တို့ဒီပွဲစဉ်မှာလည်း surprise ဖြစ်လာမလားဆိုပြီးတော့ကျွန်တော်တို့စိတ်ပူနေတာမျိုးရှိတယ်ဒါပေမဲ့အခုဒီသတင်းကတကယ်အစစ်အမှန်ဆိုလို့ရှိရင်ဘူကာယိုဆာကာက Bravo နဲ့ပွဲစဉ်လွဲချော်သွားမလားဆိုပြီးတော့ဒါကျွန်တော်တို့ပရိသတ်တွေအနေနဲ့ကျွန်တော်အနေနဲ့ဒါကျွန်တော်ကတော့စိတ်ပူမိတယ်ဘူကာယိုဆာကာမပါလဲဘာဖြစ်လဲကွာမ မာတို့ရဲ့ကိကွန်ကစားမှပေါ်ဆိုတဲ့ဒါဖြည့်ရှင်းချက်မျိုးလလကူကူပေးနိုင်တာဖြစ်သည့်တိုင်အောင်အာဆင်နယ်အသင်းမှာဘူကာယိုဆာကာဘလောက်ထိအဲဘယ်လိုပြောမလဲ ရေးပါလေဘလောက်ထိတောက်တန်ကစားသမားတယောက်ဖြစ်ရှိနေလဲဆိုတော့ကျွန်တော်ပြိတ္တတွေအကုန်လုံးအတိပဲအဲ့တော့ဘူကာယိုဆာကာဒီနေ့ပွဲစဉ်မှာပြန်ပါဝင်ခြင်းမပါဝင်ခြင်းက50 50ရာခိုင်နှုန်းပဲဖြစ်နေတယ်ဆိုတာမျိုးကိုကျွန်တော်ညီကိုတွေကိုသိစေချင်ပါတယ်โอเคပါအဲ့တော့ကျွန်တော်ဒီနေ့ညကစားမဲ့ပွဲစဉ်မနက်ဖြန်မနက်အစောပိုင်းမှာပြန်ကစားမဲ့ပွဲစဉ်တွေပတ်သက်ပြီးတော့ဒါပရီးမီယံလိပွဲစဉ်14နဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုတွေနဲ့ကျွန်တော်နဲ့အတူတူဒါအာဆင်နယ်တို့ပွဲထွက်လာနိုင်ခြင်းရှိတဲ့ကစားသမားဒါ line နဲ့စီးရင်လေးတွေကို ခံမှန်းသုံးသပ်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်နောက်တန်းမှာကတော့ဒါဂိုသမား ားကတော့ David Raya ပဲဖြစ်မိပြ။ဘာကြောင့်လဲဆိုလို့ရှိရင် Arsenal ရဲ့အဲပုံဆက်တစ်ခုကဘာလို့လဲဆိုရင်ကိုသမားနှစ်ယောက်ရှိရဗျာဒီကိုသမားနှစ်ယောက်မှာဒါ ပရီးမီးယားလိနဲ့ချန်ပီယံလိမှာဆိုလို့ရှိရင်ဒေးဗစ်ရာယာဖန်ဒါကြံတဲ့ထရိုဖီတနည်းအားဖြင့် FA တို့ EFN တို့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒါဂိုဒမကီပါဖန်ဆိုတဲ့ပုံစံမျိုး PKR data ကသတ်မှတ်ထားတဲ့ပုံစံဖြစ်မယ်ဒါကျွန်တော်တို့ရှေ့မှာမြင်ခဲ့တယ်ဒါကီပါက EFL ပွဲစဉ်တွေတော့ FA Cup ပွဲစဉ်တွေမှာဒါကီပါဝင်ဖန်တာမျိုးကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဒါချန်ပီယံလိနဲ့ပရီးမီးယားလိမှာဆိုဒေးဗစ်ရာယာဝင်ဖန်တာကိုမြင်တွေ့ခဲ့ရတယ်အဲ့တော့ ီနေ့ညပွဲစဉ်မှာဒါဒေးဗစ်ရာယာကိုပဲကျွန်တော်အနေနဲ့ကတော့ရွေးချယ်ခြင်းနဲ့မီကေအာဒီတာအနေနဲ့လည်းဒေးဗစ်ရာယာကိုရွေးချယ်သွားမလို့ကျွန်တော်အနေနဲ့ယုံကြည်မိတယ်။အဲ့တော့ကျွန်တော်ကိုသမနေရာမှာတော့ဒေးဗစ်ရာယာပဲ။အဲ့တော့ကျွန်တော်ဒီ line နဲ့ရွေးချယ်တဲ့နေရာမှာ tight sit တွေ၊ lay down တွေ၊ transit တွေဆိုတဲ့နေရာမှာကျွန်တော်အခု ဒီဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ပုံမှန်တိုင်းခန်စစ်ကနေစပြီးရွေးချယ်ပေးတာဖြစ်တဲ့အတော့ဒါကျွန်တော်ပုံမှန်တိုင်းခန်စစ်ကိုမရွေးချယ်ပဲနဲ့ကျွန်တော်တိုက်စစ်ကနေစပြီးရွေးချယ်ကြည့်ရအောင်ဒါဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ခန်စစ်မှာဆိုလို့ရှိရင်အခုဆိုဒါဒန်ရကစားသမားတွေတဲ့မှာကျွန်တော်ခန်စစ်ကကစားသမားကများစွာပါတယ်ပြောရမယ်ဆိုအဓိကကစားသမားနှစ်ယောက်ဖြစ်တဲ့ဝီလီယံဆလီပါနဲ့ကာရီယံမကာဟေးဒီနှစ်ယောက်လုံးဒန်ရရနေတာဖြစ်တဲ့အတော့ကျွန်တော်တို့ဒီနောက်တန်းခန်စစ်တန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဒါများစွာဒါရွေးချယ်စရာတွေဖြစ်လာပြီးတခြားဘယ်လိုပြောရမလဲ အရင်ကစားသမားတွေကိုဒါနေရာပေးရမယ့်ပုံစံမျိုးတွေဖြစ်လာပြီးအဲ့နေရာမှာဒါကျွန်တော်တို့အရင်ကစားသမားတွေကိုလည်းနေရာပေးခဲ့တာမျိုးရှိတယ်။ Okay ပါအဲ့တော့ဒီနောက်တန်းခန်းစစ်၄ရောက်တန်းနဲ့ပတ်သက်ပြီးကျွန်တော်တို့တွေကြော်ခဲ့ခြင်းနဲ့ကျွန်တော်တိုက်စစ်ကိုအရင်တွားကြည့်ရအောင်။တိုက်စစ်တန်း၃ရောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ဒါအခုဒါ breaking news ရလာတဲ့တဲ့င်းနေအရာဆိုလို့ရှိရင်ဘူကာယိုဆာကာက training မှာမပါဘူးဆိုလို့ရှိရင် ဒီနေ့ပွဲစဉ်မှာလွဲချော်မယ်ဒီနေ့ပွဲစဉ်မှာတကယ်တမ်းလွဲချော်သွားမယ်ဆိုလို့ရှိရင်ဒီနေရာမှာကတော့အကောင်းဆုံးရွေးချယ်ခြင်းစရာကနိုနီမက်ဒူဂီโอเคနိုနီမက်ဒူဂီကိုကျွန်တော်တို့ရွေးချယ်ထားလိုက်မယ်မီကေအာဒီတာအနေနဲ့တေချာပေါ့ဘူကာယိုဆာကာကိုအနားပေးချင်တာပဲဖြစ်ဖြစ်ဘူကာယိုဆာကာတန်ရာပြဿနာရလို့ပဲဖြစ်ဖြစ်ဒီနေရာမှာကျွန်တော်တို့အများကြီးရွေးချယ်စရာရှိမနေဘူးအီတန်ဝနရီမက်ချ်တောင်းမန်ဒီကစားသမားတွေလည်းရှိတာဖြစ်သည့်တိုင်အောင်တကယ်ကိုဒီပွဲစဉ်ကအာဆင်နယ်အတွက်နိုင်မရမယ့်ပွဲစဉ်တတိယကတပွဲဖြစ်တာဖြစ်တဲ့အတော့ဒါဒီပွဲစဉ်ကိုလဲဒါနိုနီမက်ဒူဂီ ကိုအသုံးပြုသွားမယ်လို့ကျွန်တော်အနေနဲ့ထင်မြင်မိတယ်။တိုက်စစ်မှာကတော့ဒါကျွန်တော်တို့ပွဲစဉ်ပွဲချက်ကာလတွေမှာတောက်လျှောက်အသုံးပြုခဲ့တဲ့ဒါမီခေးမယ်ရီနိုကိုဒီပွဲစဉ်မှာကျွန်တော်အနေနဲ့အနားပေးသွားစေချင်တယ်။မီခေးအာတီတာအနေနဲ့လည်းဒန်ယာကနေပြန်လည်တက်တာလာပြီးဖြစ်တဲ့ Victory Yorkress ကိုနေရာပေးသွားမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိတယ်။ Victory Yorkress ကိုပဲကျွန်တော်အနေနဲ့အထောက်တိုက်စစ်မှုနေရာမှာရွေးချယ်ပေးရင်ねဒါဘယ်ချမ်းတောင်မန်တိုက်စစ်မှာကတော့ကျွန်တော်တို့အာဆနယ်အသင်းမှာဒါဒန်ယာကစားသမားဒေဒဲကဒါလီယန်ဒိုထရော့ဇက်ကဒီပွဲစဉ်အတွက်50 50ရာခိုင်နှုန်းဆိုတဲ့တင်းနေတောက်လျှောက်တက်နေတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့လီယန်ဒို ချော့ဆက်ကိုခဏဖယ်ထုတ်ထားရင်ကျွန်တော်တို့ဒီဘယ်ကျန်းခံစစ်မှာ sorry ဘယ်ကျန်းတိုက်စစ်မှာကျွန်တော်တို့အာဆင်နယ်အသင်းအတွက်တကယ်ကိုရွေးချယ်ခြင်းစရာကောင်းနေတယ်ဒါ EPHC အစည်းအပါဝင်ဒါ ကာရီယယ်မာတီနယ်လီဒီကစားသမားနှစ်ယောက်ထက်ကကျွန်တော်ညီကိုရီအနေနဲ့ပဲကစားသမားကိုရွေးချယ်ခြင်းလေမီကေအာတီတာအနေနဲ့ဒီပွဲစဉ်မှာတကယ်တမ်းဆိုလို့ရှိရင်အီဗျာချီအစည်းကိုအနာပေးကိုပေးတဲ့နဲ့အခြေအနေတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အီဗျာချီအစည်းအနေနဲ့ဒါချဲစီးနဲ့ပွဲစဉ်ဒါကြောက်ရှောက်ကျွန်တော်လန်ဒန်ဒါဘီပွဲစဉ်နှစ်ပွဲဆက်တိုက်အပြင်ဒါတကယ်ပွဲချက်ကာလတွေမှာကောင်းဆုံးပုံစံပြသနေတာဖြစ်တဲ့အတိုင်းအောင်ချဲစီးနဲ့ပွဲစဉ်မှာသူ့အနေနဲ့နည်းနည်းလေးပျောက်နေတယ်ဖောင်အောင်နေတဲ့ပုံစံမျိုးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အီဗျာချီအစည်းကိုအနာပေးရင်းနဲ့ဒါကာရ ရီယယ်မာတီနယ်လီကိုနေရာပေးသွားစေခြင်းနဲ့ဒါအလေတန်းသုံးယောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့တွေဘာမှတိတ်ပြီးစဉ်းစားနေစရာမရှိဘူးကျွန်တော်တို့ဒါ DMF ရိုးနေရာမှာဆိုလို့ရှိရင်ကာဒါမာတင်ဇူဘီမန်တီကိုအသုံးပြုသွားလို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ချက်စီးနဲ့ပွဲစဉ်မှာသူ့ကိုအနေငယ်အနာပေးထားတာဖြစ်တဲ့အတွက်သူ့အနေနဲ့ဒီပွဲစဉ်မှာ fit နဲ့ပြပြနဲ့ဒါ strong ဖြစ်ဖြစ်နဲ့သူ့အနေနဲ့ပြန်လဲပါဝင်လာနိုင်တယ်။အဲ့အတွက်ကျွန်တော်တို့ဒါမာတင် ဆူဘီမန်ဒီကိုပဲကျွန်တော်နေရွေးချယ်ပေးသွားခြင်းနဲ့ရှင်နောက်နှစ်ယောက်နေကတော့ Declan Rice နဲ့ဒါကျွန်တော်တို့ဒါဒိုင်ယာကနေအမြန်ဆုံးပြန်လဲတတ်တာလာတဲ့ကျွန်တော်အသင်းကောင်းဆောင် Martin Odegaard ကိုရွေးချယ်ပေးသွားခြင်းနဲ့ဘာကြောင့် Declan Rice နဲ့ Martin Odegaard လဲတခြားကစားသမားတွေကိုနေရာမပေးသင့်ဘူးလားဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဘုမအဲ Declan Rice အနေနဲ့ပေါ့လေ Declan Rice နေရာကိုကျွန်တော်တို့ဒီအခုချိန်ဒီ Arsenal မှာဒါကောင်းကောင်းမွန်မွန်အစားထိုးလို့ရမယ့်တိုက်ရိုက်ဒါလူစားလဲပြီးတော့သူ့လို quality မျိုးပြန်ပေးနိုင်လောက်တဲ့ကစားသမားမျိုးမရှိ Shibu Declan Rice ကအာဆင်နယ်မှာသွားထီလို့မရတဲ့ကစားသမားတွေကတယောက်ဖြစ်ပြီးတော့ဒါ Declan Rice ကတော့ဒီပွဲစဉ်မှာလည်းပွဲချိန်ပြည့်ဝင်ကစားသွားအောင်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်။အာဆင်နယ်ရဲ့ Mikel Arteta ကလည်းဒီကစားသမားကိုရွေးချယ်သွားမယ်ဆိုတာကျွန်တော်အနေနဲ့ယုံကြည်မိတယ်လို့ဒဏ်ရာကနေပြန်လည်တက်တာလာတဲ့ Martin Odegaard ကလည်းဒီပွဲစဉ်မှာရွေးချယ်ခြင်းစရာအကောင်းဆုံးတွေတဲ့ကတစ်ခုဖြစ်ကျွန်တော်အနေနဲ့မြင်မိတယ်။အဲ့ဒီအတွက် Martin Odegaard ကိုရွေးချယ်ပေးသွားမယ်။အတိတ်ကအရေးကြီးတဲ့အခန်းကဏ္ဍကိုရောက်လာပြီဖြစ်တဲ့ကျွန်တော်တို့နောက်တန်း၄ရောက်အတန်းကိုကျွန်တော်တို့တွေဆွေးနွေးသုံးသပ်ကြည့်မယ်။အဲ့နေရာမှာကျွန်တော်တို့စီ CB2 နေရအတွက်ကျွန်တော်တို့ဒီအရန်ကိုကြိုက်ပြီးအားကိုးရပါတယ်ဆိုတဲ့ CB2 တတွဲလုံးကဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ Chelsea နဲ့ပွဲစဉ်မှာ surprise ဖြစ်သွားခဲ့တဲ့ကျွန်တော်တို့ဒီရဲ့ဒါအရန် ဒါခန်းစစ်တွဲပေါ့လေနော် CB တွဲဖြစ်တဲ့ဒါ Christian Moore ကွဲကနဲ့ Piero Incape ကိုပဲကျွန်တော်တို့ဒီပွဲစဉ်မှာမြင်တွေ့သွားရနိုင်သလိုတနည်းအားဖြင့် rotation တွေလုပ်တတ်တဲ့ Mikel Arteta အနေနဲ့ဒီနေရာမှာနော်ကျွန်တော်တို့ Julian Timber နဲ့ Piero Incape ဖြစ်သွားနိုင်သလို Julian Timber ကတကယ်ဆိုတကယ်ဆိုကျွန်တော်တို့ပုံစံအတိုင်းကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အနာပေးစီခြင်းနဲ့ဒီနေရာမှာဒါ Banfield လဲဝင်ရောက်ရှင်ပြန်ကစားနေနိုင်တာဖြစ်တဲ့အတော့ဒါ Ban White ကိုလဲကျွန်တော်တို့အသုံးပြုစီခြင်းနဲ့တနည်းအားဖြင့်ပြန်ပြီးတော့အသုံးပြုလို့ရတဲ့ပုံစံ နေလည်းရှိသေးတယ်ဒါကဘာလဲဆိုဂျူလီယန်တင်ပါကိုအနာပေးမလားဂျူလီယန်တင်ပါကိုစီပီနေရာမှာဝင်ကစားခိုင်းပြီးဒါဂျူလီယန်တင်ပါခွင့်ရှင်မော်ကွဲရဂျူလီယန်တင်ပါဒါပီယက်ရိုအင်ကပေဒီလိုပုံစံတွေပဲသွားမလားကျွန်တော်တို့စောင့်ကြည့်ခြင်းစရာပဲအနောက်တန်းမှာအခုဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒဏ်ရာပြဿနာတွေနဲ့အများဆုံးရင်ဆိုင်နေရတာဖြစ်တဲ့အတော့ဒါကျွန်တော်တို့ညာချမ်းညာချမ်းဖူးဖက်တနေရာမှာဆိုလို့ရှိရင်ဂျူလီယန်တင်ပါကိုပဲအသုံးပြုသွားမယ်ဆိုလို့အဆင်ပြေနေပြီးတော့ဒါဘန်ဝိုက်ကိုလည်းဒါစီပီနေရာမှာဝင်ရောက်အသုံးပြုသွားနိုင်လို့ရတယ်အကြောင်းအာဆင်နဲ့အသင်းမှာတော့ရွေးချယ်ခြင်းစရာတွေရှိနေသေးတော့မဲ့ ဒါဘယ်ဂျန်ဘယ်ဂျန်ခံစစ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါရီကာဒိုကာလာဖီယိုရီကသူ့ကိုကျွန်တော်တို့တကယ်ဆိုလို့ရှိရင်အနာပေးတဲ့တေးတယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုရီကာဒိုကာလာဖီယိုရီရဲ့ပုံစံက တိတ်ပြီး face နဲ့ပြည့်တဲ့ပုံစံမျိုးကျွန်တော်အနေနဲ့မထင်မိဘူးဒါဒီပွဲစဉ်မှာဒါပွဲချိန်ပွဲကစားချိန်ဒီ low at နေတဲ့ Mylewis Scaley ကိုအဲ BKR data အသုံးပြုစီဂျင်နာဖြစ်တည်တိုင်အောင်ပုံစံကောင်းနေပြသနေတဲ့ Ricardo Calafio ဒီပဲဒါဒီပွဲစဉ်မှာလည်းနေရာရသွားအောင်မယ်လို့ထင်မြင်မိတယ်ဒါကတော့ဒီပွဲစဉ်နဲ့ဒီကနေ့ညရှင်ပြန်ကစားမယ့် Arsenal နဲ့ Bradford ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးတွေကိုဆွေးနွေးသုံးသပ်ပေးခဲ့တာပါကျွန်တော်ညကိုရောဘယ်လိုထင်လဲဗျကောမမှာဝင်အောင်ဆွေးနွေးသွားခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ် ူတွေမှာ